အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးလည်းမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့တူတကီ Club Fenerbahce အသင်းက Saudi Arabia က Etihad ရဲ့ပြည်သစ်တိုက်စင်မှုဟောင်း Karim Benzema ကိုအရခေါ်ယူဖို့ကြိုးပမ်းလေရှိတယ်။ ိုဆေမော်နီယိုလက်ထက်တဲကဂျိုးပိုင်ခဲ့မှုတဲ့ဘန်စီမာကိုဖန်နဗချီကဒီဇန်နဝါရီကာလမှာတူဂီကလပ်အသင်းတွက်ခေါ်ယူဖို့ဂျိုးပန်းနေကြောင်းဖော်ပြထားပါတယ်။ပါရီစိန့်ဂျာမိန်အသင်းကလည်းအခုလက်ရှိမှာရိုမာအသင်းရဲ့ကွင်းလယ်ကစားမှာမာနူခိုနေကိုချင်းကပ်လျက်ရှိတယ်။အသက်24နှစ်ရရှိတဲ့ပြင်သစ်ကွင်းလယ်ကစားမှာကို PSG ကလောက်ကလာစာစံချိန်တင်အပြင်ကိုပြောင်းရွှေ့ခြေပေါင်း52တန်းထိပေးဖို့ကြိုးပမ်းနေကြောင်း ပြည်သက်နမကြီးလခိသတင်းစာကဖော်ပြပါတယ်ဂျူဗန်တက်စ်ကသူတို့အသင်းရဲ့လူငယ်တောင်ပံကစားမကမ်မယ်ယဲလ်တစ်ကိုတတ်တန်းထပ်တိုးပါပါပရီးမီယာလိကလပ်အသင်းတွေကချယ်ဆီနဲ့အာဆနယ်အသင်းကစိတ်ဝင်စားတဲ့အသက်22နှစ်အရွယ်ရှိတဲ့တူတကီတောင်ပံကစားမကိုလောက်ခလာစာတနစ်ကိုယူရို6တန်းထိပေးပြီးတော့တပတ်ကိုတသိန်းတထောင်ထိယူရိုလာစာပေးပြီးစာချုပ်တင်9နှစ်စာချုပ်ချုပ်ဆိုဖို့ကြိုးပမ်းနေတာပါဘာဆိုနာအသင်းရဲ့ကွင်းလေကစားမဂါဗီကဒန်ယာရီကယုံကန်နေရာတိတိုင်အောင် PSG အသင်းရဲ့နီ ီပြလူ ਈ စင်နီကေကသဘောကျလဲရှိတယ်။ဂါဗီကိုလူ ਈ စင်နီကေကဘာဆိုနာကနေပါရစ်စင်ဂျာမင်ကိုခေါ်ယူဖို့စံနာရှိပြီးတော့အသင်းကရောင်းချပွဲရှိတဲ့ဇိုင်ရာအမ်ရီနီယာအစားထိုးခြင်းလို့ ်ဂါဗီဘောကိုလူ ਈ စနီကေကယုံကြည်မှုအပြေးဝါနဲ့ဒိုင်ယာရီဂျားကနေသူ့ကိုခေါ်ဖို့ဆန္ဒရှိနေတာပါဖရန်ကီတယောင်းကဘာဆိုနာတင်းတဲ့စာချုပ်တိက2029ထိသဘောတူညီမှုရရှိထားပြီးဖြစ်ပြီးတော့ဒါလောကလာစာကအရင်တနစ်ကို16သန်းကျော်ကနေ12တန်းထိရှော့ယူมาဖြစ်ပြီးတော့သူ့ရဲ့ယိုချေးစာချုပ်ကယူရိုတန်း900ဖြစ်ကြောင်းအတည်ပြုထားပါတယ်ရီယယ်မက်ဒရစ်က Vinicius Junior ကိုရောင်းချမဲ့ကိစ္စကိုတေချာဂယူဆိုင်ပြီးတော့စတင်စဉ်းစားလာပြီးဖြစ်တယ် တတန်းမတိုးဖို့ဂျိုးပန်းနေသလိုလစာမတိုးပေးတဲ့အတွက်တတန်းတိုးဖို့ညှဉ်းဆန်ထားတဲ့ Venetian ကိုယူရို350လောက်ရရင် Saudi ကိုရောင်းဖို့ Real Madrid အသင်းကစဉ်းစားထားကြောင်း Sky Sport ကဖော်ပြထားပါတယ်။ Juventus အသင်းကတော့အခုလက်ရှိမှာ Real Madrid အသင်းရဲ့လူငယ်စားမ Andre ကိုချဉ်းကပ်ထားတယ်။အန်ဒရီကိုချင်းကတ်ထားတဲ့အသင်း၄သင်းလောက်ရှိပြီးတော့ကစားမောက်ကိုနီးပြဖြစ်သူကအငှားတော်ကစားမသာသူ့အနေနဲ့ပွဲထွက်ခွင့်ရမယ့်အခွင့်အရေးရှိမယ်လို့ဆိုထားပေမဲ့အန်ဒရီကရီယယ်မက်ဒရစ်မှာဆက်နေ ီကျင်ဆက်ဖြစ်တဲ့ရမ်မက်ဒရစ်အသင်းက ဒန်နီကာဘာဟာနဲ့ထရက်အလက်ဇန္ဒာအာနုနှစ်ယောက်ဒဏ်ရာပြဿနာတွေရုန်းကန်နေရတဲ့အချိန်အနာဂတ်မှာလည်းသူတို့ဘက်ကဒီသားမနှစ်ယောက်ရဲ့ပွဲထွက်ခွင့်ကိုအလဲကျပုံစံမျိုး manage လုပ်သွားမှာဖြစ်ကြောင်းအလွန်ဆိုကအတည်ပြုထားပါတယ်။တစ်ချိန်တည်းမှာပဲချက်ဆီအသင်းရဲ့ကွင်းလယ်ကစားမအန်ဆိုဖနန်ဒက်စ်ကိုရယ်မက်ဒရစ်ကစိတ်ဝင်စားတဲ့အချိန်ချက်ဆီကပေါင်တန်120လောက်ရတယ်ဆိုရင်တော့လက်ခံစင်စားပွဲရှိကြောင်းဆိုထားတယ်။ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာချက်ဆီကတန်106တန်းနဲ့ ဘန်ဖီကာအသင်းကခေါ်ယူထားတဲ့အန်ဆိုဖရန်တက်စ်ကို သူတို့တန်120လောက်ရရင်တော့စဉ်းစားပွဲရှိကြောင်းဆိုပါတယ်ချက်စီသင်းရဲ့နောက်ခံလူလီဗိုက်ကိုဝဲရဲ့ injury ပြဿနာနဲ့ခံစစ်ပြဿနာတွေကြားကနေချက်စီကအပြောင်းရွှေ့ဈေးကွက်မှာနွေရာသီထိစောင့်သွားဖို့ရှိတယ်ဒါရွန်နယ်အောက်ဟိုကိုသူတို့တရင်တွေထွက်နေသည့်တိုင်အောင်လာဘက်နွေရာသီမှာပဲခံစစ်အပြောင်းလေးကို ပြုလုပ်သွားဖို့ရှိကြောင်းဆိုထားပါတယ်ချက်စီသင်းကအခုလောလောဆယ်ထိခိုးဖားမှ injury ဖြစ်နေတဲ့ကာလမှာအန်ဇိုမာရစ်စတာတောက်လက်ရှိ တောင်ပံကစားမတွေကိုနံပါတ်10ရိုးတွက်အဓိကရည်ွယ်ထားသလိုလူငယ်ကစားမ Estevel ဟာ eye position တွက်အသင့်တော်ဆုံးဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားပါတယ် အာစနယ်အသင်းကအခုလောလောဆယ်မှာလက်ရှိအနေထားအရရီယယ်မက်ဒရစ်အသင်းနဲ့အပြိုင်ဂျာမနီရဲ့နောက်ခံကစားမဘရောင်းဆိုတဲ့ကစားမလေးကိုစိတ်ဝင်စားလေးရှိတယ်ဒီဘရောင်းဆိုတဲ့ချက်တေလေးက Eintracht Frankfurt ရဲ့ကစားမဖြစ်ပြီးတော့ Bundesliga ကလပ်အသင်းရှိကနေခေါ်ယူဖို့ဆန္ဒရှိနေတာပါအာစနယ်အသင်းကအခု Martin Odegaard ထံရပြဿနာရသွားတဲ့နောက်မှာကလပ်အနေနဲ့ squad ထဲတောင်းတမှုကဘလောက်ထိအရေးပါတဲ့အကြောင်း Arteta ကအသင်းပိုင်ရှင်တွေကိုအတီးပေးလိုက်တယ်ဒါလက်ရှိအနေထားအရဒီအသင်းဟာ injury တွေဇက်တိုက်မဖြစ်ဖို့ မျှော်လင့်ထားသလိုတကယ်လို့ injury တွေဆက်တိုက်ဖြစ်ရင် ဆောင်းရာသီမှာပါကစားမသည့်ထပ်မံခေါ်ယူသွားမယ့်အစီအစဉ်မျိုးရှိတယ်လို့ဆိုပါတယ်။အာဆနယ်အသင်းဘက်ကဗစ်တာယိုဂရက်ရဲ့နောက်ပိုင်းမှာရုံးကန်နေရတဲ့ပုံကိုအာထီတာကပရက်ရှာမရှိကြောင်းနဲ့ယိုဂရက်ကအချိန်တန်ရင်သူ့ရှိကကျွန်တော် twin goal ပေါင်းများစွာကိုရရှိမှာဖြစ်လို့သူအသင်းရဲ့တိုက်စစ်ကိုဦးဆောင်တဲ့အတွက်အခြားကစားမတွေအတွက်နေရာလွတ်တည်နဲ့အသင်းအတွက်အားကိုးနေရတဲ့ကစားမတစ်ယောက်ဖြစ်ကြောင်းသူကကာကွယ်ပြောကြားလိုက်ပါတယ်။ Manchester United အသင်းကသူ့ရဲ့ကွင်းလေကစားမ Carlo Casemiro ကိုတကယ် တို့လစာရှော့ယူမယ်ဆိုရင်ကလပ်ကစတိန်ထားပွဲရှိတယ်မန်ယူနိုက်တက်အသင်းကယာတီကုံမာစာချုပ်တက်တန်းကုံဆုံးမဲ့ကာလိုကက်ဆမီရိုကတပတ်ကိုပေါင်း3သိန်းခွဲရရှိနေတာဖြစ်တယ်ယူနိုက်တက်အနေနဲ့ကက်ဆမီရိုကို3သိန်းကျော်လောက်သာလစာဖြစ်ရှော့ယူမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းကသူ့ကိုတတ်တန်းထတ်တိုးခြင်းကြောင့်လည်းရူပင်အာမရွန်ကသူ့ကိုသဘောကျဆဲဖြစ်တယ်။မန်ချက်စတာယူနိုက်တက်အသင်းကအခုလောလောဆယ်မှာ ခရစ်စတယ်ပဲလစ်ကကွယ်လှယ်ကစားမအဒန်ဝါတန်ကိုအရခွန်ယူပေးဖို့ရူပင်အမရုံကတိုက်တွန်းထားတဲ့ကြောင့်ဒီလီစတာကပေါ်ပြထားတဲ့လီဗာပူးကလည်းလိုချင်တဲ့မန်စီးတီးကလည်းလိုချင်နေတဲ့ပဲလစ်ကအင်္ဂလန်ကွယ်လှယ်ကစားမကိုအမရုံကဘုံဖွဲ့ကိုအရခွန်ယူပေးဖို့တောင်းဆိုထားပြီးသူကို အခြားအသင်းတွေထက်မန်ယူနိုက်တက်ကိုရောက်ဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်မန်ယူနိုက်တက်အသင်းရဲ့အရန်တိုက်စစ်မှုဖြစ်နေတဲ့ဂျိုရှွာဇက်စီကိုရိုမာကခေါ်ယူဖို့ကံလန်ထားတယ်ဒီယာဒီမှာ82မိနစ်သာပါဝင်ရတဲ့ဇက်စီကိုရိုမာကတရားသည့်အငှားနဲ့ခေါ်ယူဖို့နဲ့စောင်းရသည်မှာအငှားနွေရသည်မှာ အပိသက်ပုံစံမျိုးစိတ်ဝင်စားလျက်ရှိတာပါထော်တန်ဟော့စပါအသင်းကကိုဘီမင်းနူးကိုခေါ်ယူဖို့ချင်းကပ်လာတယ်ချယ်ဆီပါဝင်အသင်းများသူစိတ်ဝင်စားတဲ့မင်းနူးကိုစပါအသင်းကတောမက်စ်ဖရန်ကအသင်းအတွက်အံဝင်နိုင်မဲ့သူတစ်ယောက်လို့ယုံကြည် တဲ့အတွက်ယာတီကုံထိ6လအငှားနဲ့ခေါ်ဖို့ဆန္ဒရှိနေပါတယ်။ထော်ဒနာနေနဲ့အခုလောလောဆယ်မှာအာတာကူလာရဲ့အခြေအနေကိုလည်းလေ့လာတယ်။ရီမတွေ့ကရောင်းဖို့ဆန္ဒမရှိဘူးလို့ပြောထားသည့်တိုင်အောင်စပါကတူရကီလူငယ်ကွင်းလေကစားမကိုဇန်နဝါရီကာလမှာတကြောပြန်ကြိုးပမ်းပွဲရှိကြောင်းဆိုပါတယ်။ရိုဒရီကတော့အတ္တရတီကိုမတွေ့ကနေမန်ချက်စတာစီးတီးကိုပြောင်းတဲ့အချိန်ဖက်ကွာဒီယိုလာလက်အောက်မှာကစားတာကဘလို့အခြေအနေရှိလဲလို့ပြီးတော့ဘူးစကက်ကိုအကြံဉာဏ်တောင်းတဲ့အချိန်မှာဘူးစကက်က မင်းရဲ့ career ကိုနောက်ထပ် level တစ်ခုရအောင် ပြုလုပ်ပေးမဲ့သူတစ်ယောက်ဖြစ်တယ်လို့ Rodri က Man City မပြောင်းခင်မှာ Busquets ကအကြံဉာဏ်ရခဲ့ကြောင်းနဲ့ ဂွာဒီယိုလာလက်ထက်မှာသူ့ဘဝအကြီးအကျယ်ပြောင်းလဲသွားခဲ့တဲ့ကြောင်းရူဒီကဝန်ခံခဲ့ပါတယ်။မန်ချက်စတာစီးတီးအသင်းက Ryan Atorigo International Break B မှာပြန်သုံးနိုင်မှာဖြစ်ပေမဲ့ Nico O'Reilly နဲ့သူ့ကြားမှာအလှဲကျပုံစံကိုနီးပြားကစဉ်းစားနေဆက်ဖြစ်လို့လိုအပ်ရင် Nico O'Reilly ကိုကွင်းလယ်မှာ Force Miffy ပုံစံပုံစံကိုလည်းစဉ်းစားထားတယ်လို့ဆိုပါတယ်။ AC Milan အသင်းက Liverpool အသင်းရဲ့နောက်ခံလူ Joe Gomez ကိုချဉ်းကပ်နေပါတယ်။အသက်28နှစ်အရွယ်ရှိတဲ့ Joe Gomez ကဒါ Liverpool အသင်းမှာဒဏ်ရာပြဿနာတွေ တွေရနေတဲ့အခြားသူတွေရှိနေတဲ့ဂျာတွေကနေရာပျောက်ဆုံးနေတာဖြစ်တယ်ဆိုတော့ကလပ်ဘက်ကနီးပြအာနီစလော့ကိုတိုင်က ခနာတေးကိုအပြောင်းလဲလုပ်ရင်တောင်မှ Graven Bash ကိုနောက်ထပ်ပြီးတော့ဆန္ဒဖြတ်သုံးတဲ့အတွက်သူ့အနေနဲ့ကစားကွင်း net threat နဲ့လာတဲ့အချိန်မှာအသင်းကထွက်ခွာချင်တာဖြစ်တဲ့ Djokovic ကတော့အခုလောလောဆယ် January ကာလမှာ Liverpool ကနေ force လုပ်ပြီးထွက်မှာမဟုတ်ပေမဲ့လာမယ့်နွေရာသီမှာတော့တေချာမောက်ထွက်သွားဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ် Liverpool အသင်းဘက်ကအခုလောလောဆယ်မှာ Florian Vass ပါဝင်တဲ့အသင်းနဲ့မပါဝင်တဲ့အသင်းကိုနီးပြားကစပြီးစဉ်းစားနေတယ် နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲမှာ Florian Vest ကိုအောက်ထားခဲ့တယ်။ဆိုကလပ်ကတိုက်စစ်နဲ့ခံစစ်ဟန်ချက်ညီဖို့အသင်းအရင်လိုပုံစံကောင်းရဖို့အတွက် အသင်းရဲ့ကစားပုံနဲ့ကစားမလူစင်းနဲ့ဒါနေရာခြားနာမှုကိုပြန်လဲသုံးသပ်ရရှိကြောင်းဖော်ပြထားပါတယ်တစ်ဖက်မှာတော့ Juventus အသင်းက Newcastle United အသင်းရဲ့ကွင်းလေကစားမ Santo Tonali ကိုခေါ်ဖို့ဆန္ဒရှိနေတယ် Newcastle အသင်းရှိကနေ Euro 80လောက်နဲ့ခေါ်ချင်နေတာဖြစ်တယ် Tonali ကို Newcastle ကိုယ်တိုင်က80ပေးပြီး AC Milan ကလွန်ခဲ့တဲ့နှစ်နှစ်ကခေါ်ယူခဲ့တဲ့အတွက်ရောင်းချဖို့ဆန္ဒမရှိပေမဲ့ Juve ကခုံပိုင်တာအလိုက်ပေးကမ်းလှမ်းသွားဖို့ရှိကြောင်းဖော်ပြ ထားပါတယ်တဖက်မှာတော့ယူကာဆဲရဲ့လူငယ်တိုက်စစ်မှုအိုဆူလာကိုဇန်နဝါရီကာလမှာကလပ်သင်းအများစုကစိတ်ဝင်စားလေးရှိတယ်ဒါမှလူငယ်တိုက်စစ်မှုအိုဆူလာကိုစီးရီးကလပ်သင်းတော်တော်များများအပါဝင်ဂျာမန်ကလပ်တွေကလည်းစိတ်ဝင်စားလေးရှိတဲ့အချိန်ယူကာဆဲကသူ့ကိုပွဲထွက်ခွင့်အတွက်အငှားချသွားပေးပွဲရှိကြောင်းပေါ်ပြထားပါတယ်ဒီချိန်ထဲမှာပဲအက်ရှူဗီလာအသင်းရဲ့နီပြအွန်နိုင်အမေရိကမွန်ချီထွက်သွားသည့်တိုင်အောင် လက်ရှိအားကစားဒရိုက်တာအသစ်နဲ့လည်းအဆင်ပြေကြောင်းနဲ့ဗီလာအတွက်လိုအပ်နေတဲ့ကစားမအချို့ကိုစောင့်ရာစီမှာဖြည့်တင်းပေးနိုင်လိမ့်မယ်လို့ယုံကြည်ထားပါတယ်ပရီးမီယာလိဂ်ကလပ်ချယ်ဆီအပါဝင်အသင်းအများစုစိတ်ဝင်စားနေတဲ့မော်ဂန်ရိုဂျာကိုအာဆွန်ဗီလာကရောင်းထုတ်မှာမဟုတ်ကြောင်းကြေညာထားပါတယ်သူ့ကိုတေချာပေါက်နွေရာသီထိဆက်ထိန်ထားမှာဖြစ်တယ်တကယ်လို့ရောင်းချမယ်ဆိုရင်တော့မော်ဂန်ရိုဂျာကိုလာမယ့်နွေရာသီမှာပဲရောင်းချမှာဖြစ်ပြီး ပြောင်းရွှေ့ခြေတန်းရှိစဲလောက်ထိတတ်မှတ်ထားတယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာ brighter အသင်းကလည်းပါလီပါကိုစောက်ရတီမှာထွက်ခွင့်မပြုဘူးလို့အတည်ပြုလိုက်ပါတယ်။ မန်ယူနိုက်တက်ကပြီးခဲ့တဲ့နွေရာသီတုန်းကပြောင်းရွှေ့ခြင်းများစွာနဲ့ကမ်းလှမ်းပေမဲ့ Brighton အသင်းကသူတို့အသင်းရဲ့ကွယ်လှယ်ကစားသမားအတွက်ပေါင်း116သန်းတိတောင်းဆိုခဲ့တာဖြစ်တဲ့ဆိုအခုလောလောဆယ်မှာ Manchester United အပါအဝင်ထိပ်တန်းကလပ်အချို့ကမ်းလှမ်းလာပွဲရှိလို့စိတ်ဝင်စားနိုင်ပွဲရှိတဲ့အတွက် Carlos Bale ပါတယောက်ထွက်သွားနိုင်ပွဲရှိပေမဲ့ကလပ်ကဒီကစားသမားဟာဆောင်းရာသီမှာထက်နွေရာသီမှာပဲထွက်ခွာခွင့်ပြုမှာဖြစ်လို့ပြောင်းရွှေ့ကြီးကလည်းတတ်တတ်တာနဲ့ထွက်ခွင့်ပြုမှာမဟုတ်ကြောင်း အတီးပြူထားပါတယ်။ Leeds United ကပြီးခဲ့တဲ့နွေရာသီတုန်းကမရခဲ့တဲ့ Fulham ရဲ့တောင်ပန်ကစားမ Harry Wilson ကိုတကြောပြန်ခေါ်ဖို့ကြိုးပမ်းနေစေဖြစ်တဲ့ Harry Wilson ကိုလာမယ့်ရာသီမှာအလွတ်နဲ့ Fulham ကဆုံးရှုံးမှာဖြစ်တဲ့အတွက်ဆောင်းရာသီမှာရောင်းချဖို့ရှိတဲ့အချိန် Leeds United တောင်းရှိသူတွေက Harry Wilson ကိုဈေးသက်သာနဲ့ခေါ်ယူဖို့ကြိုးပမ်းနေသလိုတကယ်လို့အဆင်မပြေခဲ့ရင်တော့လာမယ့်နွေရာသီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့သဘောတူညီမှုရရှိဖို့ကြိုးပမ်းနေတာပါ။ဒါတွေကအဆင်ဝင်စားစရာနောက်ဆုံးရအားသာတဲ့မှာအားလုံးကျေးဇူးတင်ပါတယ်။